အာဇာဝါနာရှင်ညီကောင်မတော်များလုံးပဲမော်နီပါခင်ဗျဧပြီလ9ရက်နေ့နောက်ဆုံးရအာဆီနယ်နဲ့ကင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ အမ်သတင်းတွေကိုမတင်ဆက်ခင်မှာတခုပြောချင်တာလေလက်ရှိအချိန်မှာအလှငွေလဲလက်ထဲမှာရှိတယ်မြေပြုံလဲသွားပြီးလှူဖို့အစီအစဉ်ရှိရဲကျွန်တော်ညီကိုမောင်နှမကြီးတွေ့ဆိုလို့ရှင်တော့တခုလေးအကြံပေးချင်တာလက်ရှိအချိန်မှာမိုးပါရွာလာခဲ့တာဖြစ်တဲ့အတွက် မိုးကတွေဒီခြံတော်တို့အောက်ကအခင်းတို့ကဦးစားပေးပြီးလှူတာကပိုအဆင်ပြေမယ်လို့ထင်ပါတယ်ကျွန်တော်ကတော့ပထမတစ်ကြိမ်အလှူငွေကဒုတိယတစ်ကြိမ်အလှူငွေရောအားလုံးမြေပြင်ပို့ပြီးဖြစ်တဲ့အတွက်ထပ်မံလှူစရာတော့လက်ထက်မှာမရှိတော့ဘူးပေါ့လေအဲ့တော့လောလက်ဘာလှူရမှမသိသေးဘူးသွားပြီးလှူမယ်ဆိုတဲ့အစီအစဉ်ရှိရဲကြောညီကိုတက်ဆိုလို့ရှင်တော့ဒီမိုးရွာတဲ့အခါမှာအစင်ပြေနိုင်မဲ့အပေါ်ကအကာအွယ်ရင်းနဲ့အောက်ကဒီမြေပြင်မှာသူတို့ခင်းလို့ရတဲ့ဟာမျိုးကြီးပေါ့လေတချို့ရတဲ့ဒီတက်သား အခင်းပုံစံမျိုးလေးလိုအပ်တယ်လို့ပြောကြရှိရဲ့အားကြောင့်မို့အခုသွားလူပဲညီကိုအတွက်ဆိုရင်တော့ဒီကိစ္စကိုဒါကျွန်တော်အကြံပေးဖြစ်ပါတယ်ကဲပထမဦးဆုံးဘုတ်ကိုကျွန်တော်စပြီးပြောလိုက်အောင်ဒါကတော့ဘန်ကြက်ကော့ဖော်ပြထားတဲ့လက်စနာအီဆက်နဲ့ပတ်သက်တဲ့သတင်းပေါ့လေလက်ရှိချိန်မှာအာဆင်နယ်တို့ကလက်စနာအီဆက်နဲ့ပတ်သက်ပြီးဘလို့သဘောထားလဲဆိုတာကိုတော့ဒီသတင်းတော့ကဖော်ပြသွားတယ်ပြီးတော့အခြားထွက်တဲ့သတင်းတွေပါကျွန်တော် ရှင်ပြီးဖော်ပြပြီးသွားမယ်။ဘန်ချက်ကိုရဖော်ပြထားကြရဆိုရင်တော့အာဆင်နယ်အသင်းရဲ့နီးပြတ်ချုပ်မီကီအိုက်တာရဲ့အလိုချင်ဆုံးနံပါတ်1ပလေးယာသည်အလက်ဇန္ဒားအီဆက်ဖြစ်တယ်။ဒါပေမဲ့ဘုတ်ဖွဲကလည်းဒီစားမောက်ကိုခေါ်ယူဖို့အတွက်တော်တော်လေးကိုခက်ခဲနိုင်ချေရှိပြီးတော့ဖြစ်နိုင်ပွဲရမရှိဘူးလို့တော့မှလက်ခံထားဆိုပြီးတော့ဘန်ချက်ကိုကဖော်ပြထားတယ်။ပြီးတော့ဗစ်တာယောဂရက်ထက် နှစ်ဆလောက်ဈေးကြီးနေခဲ့တဲ့အချက်ကလည်းဘုံဖွက်တဲ့ဆိုလို့ရှိရင်တော့ဒီကစားမောက်ခိုးဖို့အတွက်လက်တွန့်နေတဲ့အချက်ဖြစ်တယ်ဆိုပြီးတော့ဗန်ချက်ကော့ကဖော်ပြသွားတယ်။ဒီသတင်းနဲ့ပြိုင်ပွဲဝါရှင်တန်အခြေစိုက်ခရိုနီကယ်သတင်းဌာနဖော်ပြထားတော့အာဆင်နယ်တို့ကလက်ဇနာအီဆက်နဲ့ပတ်သက်ပြီးတော့တဖြည်းဖြည်းနဲ့စိတ်ဝင်စားမှုရောကြွားသွားတယ်။ခေါ်တော့မခေါ်ချင်တော့ဘူးဆိုပြီးတော့သူတို့ကတော့ရေးသားထားပါလိမ့်။ပြီးတော့ ဘီတာယောဂရက်ဆိုလို့ရှိရင်ဒီကစားမရဲ့ခေါက်ချူလောက်ပဲဈေးပေးရမှာဖြစ်တဲ့အတွက်ဤဆက်ထက်ဆိုင်ယောဂရက်ကိုအာဆင်နယ်ကခေါ်ဥသွားနိုင်ချေရှိရဆိုပြီးတော့ဒီခရိုဂီနီကယ်သတင်းဌာနကတော့ဖော်ပြထားတယ်။အဲ့တော့ဒီသတင်းနှစ်ခုကိုရှင်းပြကြည့်လိုက်တဲ့အခါမှာဘန်ချက်ကော့ရဲ့အရေးသားရဆိုလို့ရှိရင်လည်းဘုံဖွဲ့ကဒီကစားမခေါ်ဖို့အတွက်ခက်ခဲစွာသိတယ်။နောက်ဒီဝါရှင်တန်အခြေစိုက်သတင်းဌာနရဲ့ဖော်ပြထားချက်ရဆိုလို့ရှိရင်လည်းဤဆက်ထက်ဆာလို့ရှိရင်ယောဂရက်ကအာဆင်နယ်ရောက်လာမယ်လောလောဆယ်လေဘီတာယောဂရက်ရဲ့အေဂျင့်က ဒီ Real Madrid နဲ့ကမ်းနဲ့ MA Stadium ကိုလာပြီးပွဲကြည့်ဖို့ရှိတယ်အဲ့မှာသူတို့ Andre Barda နဲ့ ਨੇ ပါစကားပြောဆိုမယ်ထင်တယ်ပြီးတော့ Jorgic ရဲ့ agent ဆိုတာလဲ Aida နဲ့ဆိုရင် ဘော်ဒါတွေတငယ်ချင်းလိုကြားသေးတာဖြစ်တဲ့အတွက်အပြောင်းရွှေ့ကိစ္စတွေကအရင်ခက်ခဲဝဲရမှရှိဘူးငွေကြေးပိုင်းပဲညှိရမှာကျန်တဲ့ပုံကိုရေးသဘောတူညီမှုအေဂျင့်နဲ့စကားပြောဆိုတဲ့ပိုင်းမှာအခြားသင်းဒီဇိုင်းအများကြီးတော့အတားရတယ်ဒီနေရာမှာ iset နဲ့ bitter yogurt တို့အဲ့ player နှစ်ဦးရဲ့ဒီရာသီဆွမ်းဆောင်ရေးကြောင်းတွေကျွန်တော်နှိုင်းရှင်းပြသွားမှာပေါ့လေလောဆယ် bitter yogurt ကတော့အသက်26နှစ်ရှိပြီဆွီဒင်သားဒီနှစ်ထဲမှာပဲသူကဒီ 6လပိုင်းဆိုရင်တည်းအသက်28နှစ်ပြည့်မယ်ပေါင်63.5သန်းပြရနဲ့အာဆင်နယ်ကိုခေါ်လို့ရမယ့်ပလေယာပေါ့လေဒီရသည်42ပွဲမှာ43ဂိုးသွင်းပြီးတော့ရှစ်လုံးဖိုင်ထားတယ်နောက်တက်ကတော့လာဇာနာအီဆက်အသက်25နှစ်ရှိပြီဒါပေမဲ့6လပိုင်းတော့ကြာရင်ဒီစားမသည်အသက်26နှစ်ဖြစ်မယ်ဒီဆွေတင်သားကလည်းပေါင်သန်း150လောက်ပေးပြီးတော့မှခေါ်လို့ရမယ်ပြောင်းရွှေ့ကြီးအနေထားမှာရှိရဲဒါတော့မှ ကာဆယ်လိုချန်ပီယံလိဝင်များမှာခိုးလို့ရမယ့်နေသားပေါ့လေဒီရာသီ34ဘွဲ့မှာ24ဂိုးသွင်းပြီးတော့ငါးလုံးဖိုင်ထားတယ်အမှန်တကယ်တော့ကင်းကင်းနဲ့ချက်လက်တီရာဆိုရင်တော့ဗီတာယောဂရက်ကတော်တော်လေးကိုမှဒါ အားရစရာကောင်းတဲ့နေထားဒါပေမဲ့တခုရှိတာကပေါ်တူဂီလိမှာပြသနေတဲ့ခြေစောင်းကိုကျွန်တော်တို့ဒီအရင်သွားဟိုက်လို့မရဘူးပေါ်တူဂီလိမှာအရင်ကောင်းပြီးတော့ပရီးမီးယားလိမှာတက်တည်ပြန်ပြနိုင်တဲ့ကစားသမားတွေလည်းအများကြီးရှိသူတချို့တွေလည်းတန်းပြီးအသုံးဝင်တာရှိရယ်အီဆက်ကတော့ကြိုက်တဲ့အသင်းခေါ်ပရီးမီးယားလိမှာတက်တည်ပြပြီးသားသူဘာကောင်လဲဆိုတာကိုလောလက်လက်ခါရဘောင်ဖလားယူပြီးတက်တည်ပြထားခဲ့တဲ့ player ပေါ့လေဈေးကြီးရတော့မှန်တယ်ဒါပေမဲ့ quality မြင့်အသက်လက်တစ်နှစ်ငယ်တဲ့ကစားသမား သို့တော့အိုက်တာဘလောက်ပဲကြိုက်ပါတယ်ပြောပြောဘုံဖွဲကတော့အန်ရီဘာတာနဲ့ညှိပြီးတော့ယောဂရက်စ်နဲ့လက်ရှိချိန်မှာဆွေးနွေးမှုတွေမြင့်တင်နေပါဗါတယ်အဲ့တော့ဘန်ချက်ကော့ရဲ့ဖော်ပြသွားချက်အရာရောဝါရှင်တန်ခြေဆိုင်ခရိုနီကယ်သတင်းဌာနရဲ့ဖော်ပြသွားချက်အရာရောသတင်းအချက်အလက်အရရကတော့ဗစ်တာယောဂရက်ကအာဆီနိုရောက်လာဖို့ပိုပြီးနှိစက်လာနေပါတယ်ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ TND Sport ကဖော်ပြထားပါလေဒါကတော့အာဆင်နယ်ရဲ့အာဇာတိုက်တဲ့အန်ဒရီဘာတာကလာမယ့်နိုရာတီဈေးကွက်မှာဈေးနှုန်းကြီးမြင့်တဲ့ပြောင်းရွှေ့ခြင်း အမြင့်ဆုံး၅ခုထိလုံသွားမှုရှိဆိုပြီးသူတို့ကဖော်ပြသွားတယ်။ပြောင်းရွှေ့ခြင်းမြင့်မားမားပေးပြီးတော့အနည်းဆုံး၅ခုလောက်ထိကစားသမားကိုရောင်းခေါ်ဖို့ရှိရဆိုပြီးတော့ဒီ TND Sport ကဖော်ပြသွားတယ်။ဒါကလည်းအာဆင်နယ်နောက်ကနေပေးချေနိုင်တဲ့ဘတ်ဂျက်ပေါင်တန်း၃၀၀ရှိတဲ့အတွက်ဆိုသူတို့ကတော့ခိုင်ခိုင်မာမာထောက်ပြသွားတယ်။53နှစ်ရဲ့အီတလီသားကတော့အာဆင်နယ်အားစားထိုက်တာတစ်ဖြစ်လာတယ်လို့သူကျင်လည်ခဲ့တဲ့ဒီပိန်လာလီကာကလပ်အက်တလက်တီကိုမက်ဒရစ်မှာဆိုလို့ရှိရင်လည်းဒါသူကြိုက်တဲ့ကစားသမားတွေရောင်းခေါ်ခဲ့မှုတယ်။ တချို့ player ဆိုရင်ဈေးသက်သက်သာနဲ့ခေါ်တယ်ပြီးရင်ဈေးနှုန်းကြီးမြင့်စွာပြန်ပြီးရောင်းတယ်တချို့ player ဆိုအသင်းအတွက်အမှန်တကယ်အကျိုးပြုမယ်ဆိုရင်ဈေးကြီးတဲ့ player တွေကိုလည်းသူရောင်းခေါ်ခဲ့တယ်အထူးသဖြင့် Tyson ဆိုတာ player နဲ့ပတ်သက်ပြီးဝယ်တဲ့ပိုင်းမှာတကယ်ကိုမှခြေသွက်လက်သက်ရှိတဲ့အားသာရိုက်တာလို့ပြောလို့ရတယ်သူခေါ်ခဲ့တဲ့မှာဆိုလို့ရှိရင်တော့ဒီ Joao Felix ကို ပေါင်၁၃၃သန်းပေးပြီးခေါ်ခဲ့တာရှိသလိုဂျူလန်အေဗာရက်ကိုပေါင်၈၂သန်းနောက်ပြီးတော့မိုရာတာကိုပေါင်၅၈သန်းအခြားပလေယာတွေခေါ်ခဲ့တာရှိပါတချို့ပလေယာကြတော့ဒါဈေးနည်းနည်းနဲ့ invest လုပ်ပြီးတော့ဈေးကောင်းရချင်မှပြန်တင်ရောင်းလိုက်တယ်တချို့ပလေယာကြီးကြတော့လေအသင်းအတွက် အကျိုးပြုမယ်ဆိုအဲ့လိုမျိုးခေါ်ခဲ့တာရှိတယ်ဒါကြောင့်မလို့တိုက်စစ်ဇုံနဲ့ပတ်သက်ပြီးဝယ်တာတော်တဲ့ဒီအာဆာရိုက်တာကိုအာဆင်တို့ခန့်ခဲ့တာကလာမဲနွေရာတီမှာတိုက်စစ်ပိုင်းကို share အားဖြည့်ဖို့အတွက်ပြင်ဆင်နေပေါ့လေလောလောဆယ်တဲ့အာဆင်နေနဲ့၄ရောက်လောက်ထိကတော့တည်င်းထွက်နေတယ်အဲ့ဒါကတော့ ဒီကွင်းလဲမှာဆိုမာတင်ဇူမတ်ဒီသူလဲဈေးနှုန်းကောင်းကောင်းပေးရမှာပဲပြီးတော့တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်လည်းဘီတာရော့ကက်အီဆက်နောက်ပြီးဒီလိုပလေယာရှိတယ်တောင်မှာဆိုနီကိုဝီလျံမာတီးယက်ကူညာဒီလိုပလေယာရှိတယ်ဂိုးသမားနေရာမှာဆိုလို့ရှိရင်လည်းဒါဟိုဂျိုအန်ဂါစီယာလိုပလေယာမျိုးနောက်ပြီးတော့ full back နေရာမှာဆိုလဲဂျော်ရဲဟာတူလိုပလေယာမျိုးဈေးနှုန်းကောင်းကောင်းပေးရမဲ့ပလေယာတွေကြီးပဲအဲကြောင့်မို့ဒီ TND Sport ရဲ့ပေါ်ပြထားရရအ ਨੇ ဆုံးတော့ အာဆီနယ်ကဈေးနှုန်းကြီးမြင့်တဲ့ကစားသမား9ယောက်လောက်ထိလက်မှတ်ထိုးသွားဖို့ရှိတယ်ဒီအားစားရတာတည့်ရဲ့ပထမဆုံးလိုရာစီဈေးကွက်မှာဆိုပြီးဖော်ပြတဲ့ချက်ကဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်အဲ့ဆိုတော့တိုက်စစ်ပိုင်းဝယ်လာတော်တဲ့အန်ဒရီပါတာလာမယ့်လိုရာစီမှာနီကိုဝီလျံတို့နောက်ပြီးပီတာယော့ဂရက်တို့အီဆက်တို့ကိုရအောင်ခေါ်ပေးနိုင်မလားကျွန်တော်တို့စောင့်ကြည့်သွားမှာပါတတိယမြောက်သတင်းတစ်ပုဒ်ကတော့မီခင်းမိန်တို့နဲ့ပတ်သက်ပြီးဖော်ပြပေးသွားမှာပါမီခင်းမိန်တို့ကတော့ဒါအေဗာနန်သင်းနဲ့မကန်ခင်မှာပေါ့လေသွေးပူလေးချိန်ကလုံနေတဲ့ဒီ ပေါင်ကြံဒံယာတန်တရားရှိခဲ့တယ်အားလုံးကလည်းစူရင်ခဲ့ဒါပေမဲ့တကယ်ကပွဲစားတဲ့အခါမှာတော့အသင်းအတွက်ကောင်းကောင်းဆွဲဆောင်နိုင်ခဲ့တယ်အဲ့ဒီပွဲစဉ်မှာဆိုရင်တကယ်ကိုကောင်းမွန်တဲ့ performance ပြနိုင်ခဲ့တယ်ဒီခေါင်းမှာပတီးစီးတိုင်းတွေမှာတိုင်ပင်ကိုက်ပြေးပိတ်တဲ့ခေါင်းတိုက်ပေါ်တစ်ခုဆိုရင်ဝင်ပူးတီတော်တော်လေးကိုနီးစပ်ခဲ့တာအသင်းအတွက်အချိန်တိုင်းမှာဂိုးရောက်ဖို့တဲ့ကြိုးစားအထောက်အပြည့်နဲ့ဆော်တယ်ဒါပေမဲ့ဒီ Everton တင်းတဲ့ပွဲစဉ်မှာတော့သူကကွင်းလယ်မှာတော့စာရွက်ပေါ်ကနေထားရပါဝင်ခဲ့ရင်မဲ့တော်တော်များချိန်မှာတော့အရှိမတက်ပြီးတော့ဒီ area ball တွေ တက်တိုက်ခဲ့ရပါဘောလေခေါင်းမှသွေးတက်တောက်ကျနေပေမဲ့အသင်းတွက်အကောင်းဆုံးစူးစမ်းသွားတယ်အဲ့ဒီပုံရိပ်ကိုကြည့်နေကျွန်တော်ခိုင်ဘက်ကတော့သွားသတိရတယ်ခိုင်ဘက်လည်းအဲ့လိုမျိုးအသင်းတွက်စူးစမ်းပေးခဲ့တာဗောလေ injury များငယ်အထိပေါ့အဲ့တော့ဒီပွဲစဉ်မှာဆိုရင်သူစံကျင်လေးတစ်ခုတင်ထားတယ်အဲ့ဒါဘာလို့ဆိုတော့ Premier League နောက်ဆုံး900တီမှာပွဲတစ်ပွဲတည်းမှာ area jewel လို့ခေါ်တဲ့အမြင်ပေါ်ရှင်လူမှု တပွဲထဲမှာ၈ကြိမ်အထိအသာရောင်းယူနိုင်ခဲ့တဲ့ပထမဆုံးပလေယာဖြစ်လာခဲ့တယ်။ဒါကပရီးမီးယားလိနောက်ဆုံး၉ရာသီအတွင်းမှာတပွဲထဲမှာအကောင်းဆုံးဆွဲဆောင်နိုင်တဲ့ record ပေါ့လေ။မီခေးမိန်တို့ရဲ့ဒီ Everton တင်းရဲ့ပွဲစဉ်မှာဆွဲဆောင်ရရာကြည့်မယ်ဆိုလို့ရှိရင်တော့ Jurel Won ၁၈ကြိမ်မှာ၁၄ကြိမ်အသာရထားတယ်။ Ariel Jurel လို့ခေါ်တဲ့အမြင်ပေါ်ရှင်လူမှု၉ကြိမ်မှာ၈ကြိမ်အထိသာရထားတယ်။နောက်ပြီးတော့ position ဝန်၆ကြိမ်၊ penalty area ရဲ့ဘောလုံးထိချက်၄ကြိမ်၊ tackle လို့ခေါ်တဲ့ဘောလုံးဖြတ်ထုတ်မှု ၃ချိန်နောက်ပြီးတော့ဒီ၉ပေါက်ကံတွင်းမှု၂ချိန်လုံးနိုင်ခဲ့ပြီးတော့ ဖောင်းဝန်းကတော့နှစ်ကြိမ်တိရှိနိုင်ခဲ့ပေါ့လေဒီယာတီအာဆင်နယ်တင်းတဲ့35ပွဲမှာ9ဂိုးတင်ပြီးတော့နှလုံးဖိုင်ထားပါတယ်အတင်းအတွက် တကူအကူရပလေယာပေါ့လေကျွန်တော်တို့ကြံခဲ့တဲ့ຫນွေစည်းကောက်ပါတော့ဝယ်လိုက်တုန်းကဒီကစားမောင်းကိုကွင်းလင်းမှာပဲထားမယ်အတင်းအတွက်အရန်လောက်ပဲအသုံးဝင်မလို့ထင်ခဲ့တယ်သူ့ရဲ့အသက်အရွယ်ကြောင့်ပေါ့ဒါပေမဲ့တဖြည်းဖြည်းနဲ့ဒီကစားမောင်းကအတင်းအတွက်လိုဝဲတဲ့နေရာမှာတကယ်ချိုးကားပလေယာလိုမျိုးအိုက်တာအသုံးတော်တော်လေးဝင်တဲ့ပလေယာဖြစ်လာတယ်အဲ့တော့မီခင်းမိန်တို့ကတော့လာမယ့်ຫນွေစည်းကောက်တိုက်စီမိုဝဲကတိအာဆင်နယ်တို့ရဲ့လက်ရှိချိန်မှာစင်းပြီးတို့ဖြစ်အသုံးပြုနေပြီးတော့အတင်း ရဲ့ဂိုးသွင်းများတဲ့တိုက်စစ်ကစားမိုက်တဲ့တယောက်ဖြစ်လာခဲ့ပါတယ်ဒီစီဇန်လေးကိုတရားဝင်ကြီးပန်ဟုတ်ပြီးတဲ့ရှုဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်တင်ရောက်6016633936ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်နိုင်မှာဖြစ်ပါတယ်ဘယ်မှာပဲလောင်းလောင်းပါ အကဲကြီးမြောက်ဘောလုံးအနေနဲ့ပတ်သက်ပြီးစိတ်ချလက်ချလောင်းနေတယ်ဆိုလို့ရှိရင်တော့ရွှေဘောလုံးကပြောင်းလဲသွားဖို့ကျွန်တော်ကဖိတ်ခေါ်ချင်ပါတယ်ဘောလုံးပွဲလောင်းလုံးနိုင်လို့ရှိရင်လည်းဒီငလင်ဘေးတင်ပြည်သူတွေအတွက်လှူဒန်းပေးဖို့လည်းအားလုံးကိုလည်းတိုက်တွန်းပါတယ်ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ဒါဂိုးသမားပြဿနာရင်းနဲ့ရင်ဆိုင်နေရတဲ့ Real Madrid Real Madrid သတင်းကတော့ပေါ်ပြမှဖြစ်တော့မှာကျွန်တော်တို့ကိုရက်နေ့ဆိုရင် Champion League ပထမကြော Emirates မှာအက်ခံပြီးကစားတော့မှာ Real Madrid ရဲ့လက်ရှိဂိုးသမားနေရာမှာဆိုရင် Portrait ကတော့လက်ရှိအချိန်မှာဒဏ်ရနေတယ် Belgian အသင်းနဲ့ဒါနိုင်ငံလေဆင်အဆင့်သွားက ခံတဲ့အခါမှာ injury ရသွားခဲ့တာလက်ရှိချိန်ဒီဒဏ်ရာကပြန်ပြီးမသက်သာလာသေးဘူးဒုတိယရန်ကုန်သမားဖြစ်တဲ့လူနေကလည်းဒါစူစီတက်နဲ့ကန်တဲ့ပွဲစဉ်မှာဆိုရင်ခြေသလုံးဒဏ်ရာရသွားခဲ့တယ်ကြာတိရခြေသလုံးကြွက်သားဒဏ်ရာပေါ့လေလက်ရှိချိန်ဒီစောင့်ကြည့်သေးပဲနောက်ဆုံးကန်သွားခဲ့တဲ့ဒီဘလင်စီယာအသင်းရဲ့ပွဲစဉ်မှာတော့အသင်းရဲ့အတွက်16နှစ်သားလေး Fran Gonzalez ကပွဲထွက်လာခဲ့တာ ်အရန်မှာတော့လူနင်ပါခဲ့တယ်ဒါပေမဲ့လူနင်ကကြက်ငုံမပြေခဲ့တဲ့အတွက်ဒီ16နှစ်သားလေးကိုအသုံးပြုခဲ့တယ်အသင်ကတော့ရှုံးပွဲတွေ့သားခဲ့ပေမဲ့ဒီလူငယ်ကစားသမားလေးကိုပဲသူတို့ရွေးချယ်စရာပဲအသုံးပြုနိုင်ခဲ့တယ်အဲဒါဆိုအသင်ရဲ့အဓိကကစားသမားတွေမပါနိုင်တဲ့အချိန်မှာဒီအရန်ကိုသမားလူနင်ကလည်းကြက်ငုံမပြေတဲ့အချိန်မှာတော့16နှစ်သားဂွန်ဇာလက်ပြုံမှာအရန်ကိုနဲ့မှာအသက်20ရွယ်စာဂျီယိုမစ်စထရီဆိုတဲ့ကစားသမားလေးလည်းပါလာခဲ့တယ်အဲဒါဆိုတော့19နှစ်အသက်20ရဲ့ကိုသမား2ဦးရဲ့နောက်ပြီးအတွေ့အကြုံရင့်အရန်ကိုသမားလူနေရတော့ လာမယ့်အာဆင်နယ်နဲ့ပွဲစဉ်အတွက်တော့ရီယယ်တို့ပြင်ဆင်ထားတဲ့အနေထားပေါ့လေလူနေုံတော့တချို့ report တွေရဆိုလို့ရှိရင်တော့ဒီဒဏ်တက်တာတဲ့စေးတချို့ထိုးပြီးတော့အာဆင်နယ်ပွဲမှာအသုံးပြုမယ်ဆိုတဲ့တရင်နဲ့တွေ့ပါတယ်ဘယ်လိုပဲပြောပါတိုက်စစ်ပိုင်းမှာလိုအပ်ချက်ရှိတဲ့အာဆင်နယ်အတွက်တော့ ဂိုးသမားပြဿနာရှိရဲ့ Real Madrid နဲ့ရှင်မယ်ဆိုလို့ရှိရင်တော့တစ်ဖက်ကအားနှချက်တစ်ဖက်ကအားသာချက်ဖြစ်တော့ကျွန်တော်တွေ့မြင်ရမယ်။အဲ့တော့ကိုကောင်တွေတခုမှားနေတာကတော့ Real Madrid ဂိုးသမားအားနည်းနေတဲ့အချိန်မှာဂိုးပေါက်တက်အောင်သာကန်ကြဖို့တခါကျရင် Arsenal တိမလား။ဘောလုံးတွေပိုင်ဆိုင်မှုတွေအများကြီးယူထားပြီးတော့ဝေ့နေပေးနေပြီပေးပြီးတော့တခါကျရင်ဒကူအောင်ဆက်ဆံမကန်တာတွေကလည်းပြိုင်ပွဲကိုသမားအတွက်ဆိုလို့ရှိရင်တော့တက်တောင်းတက်တာနေလို့ရနေတာပေါ့လေကျွန်တော်တို့ area ထိပ်ကဘောလုံးရနေပါတီးအပောင်ဝင်အခြား player ရဲ့အကုန်လုံးကို ီအားပေးကန်ပြီးတော့တစ်ဖက်ကိုသမောက်ကိုပရက်ရှာပေးထားခြင်းပါတယ်။ကဲအဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။